Hello အားလုံးပဲမင်္ဂလာပါ My UK Playbook ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ကို Scotland ရဲ့မြို့တော် Edinburgh မှာရောက်လည်ခဲ့တဲ့နောက်ဆုံးပိုင်းဗီဒီယိုလေးပဲဖြစ်ပါတယ်ဆက်ပြီးတော့လိုက်ကြည့်ပေးကြပါအောင်ရှင်ဒီနေ့ကတော့ဒီ Royal Mine ဆိုတဲ့လမ်းရဲ့အဆုံးမှာရှိတဲ့ Palace of Hollywood House ဆိုတဲ့နေရာလေးကိုသွားလည်နေတာပဲဖြစ်ပါတယ်။ ဒီ Palace of Hollywood House ကိုဝင်ကြည့်ဖို့အတွက်ကဝင်ကြည့်ရ25ပေါင်ပေးရပြီးတော့တရက်ကျော်ဝင်နည်းနည်းလေးပူတတ်တာပါဗါတယ်။အဲတက်ကဝယ်လိုက်တာနဲ့ Audio Guide ဆိုပြီးနှစ်ချက်ကလေးနဲ့နားထောင်ရတဲ့ဆက်ကလေးတစ်လုံးပေးတယ်ပေါ့နော်။ဒီ Palace of Hollywood House မှာကအရင်နှောင်းကကြတော့ဒီ Scotland ရဲ့ဘုရင်မ Queen's Mary နေထိုင်သွားတာဖြစ်ပြီးအထဲမှာက Queen's Mary နဲ့ပတ်သက်တဲ့အကြောင်းတွေသူ့ရဲ့အိတ်ဆောင်တွေသူဒီမှာနေခဲ့တော့ဖြစ်ခဲ့တဲ့နိုင်ငံရေးပြည်ပခါတွေအကြောင်းတွေကို Audio Guide ကလေးကတခန်းချင်းစီအသေး ေးစိတ်ရှင်းပြသွားတာပဲဖြစ်ပါတယ်။အတွင်းဘက်ကနန်းတော်ရဲ့အဆောင်တွေကိုတော့ဗီဒီယိုပေးမရိုက်ဘူးပေါ့နော်။အဲအပြင်ကိုထွက်လိုက်လို့ရှိရင်ဒီနန်းတော်ရဲ့အနောက်ဘက်မှာအဲအကျွင်းကြံမဲကြံနေပေါ့နော်။ဒီဖျားအောင်တစ်ခုရှိပါတယ်။အဲ့ထဲမှာလည်းတပ်ပုံလေးတွေပါလေးရိုင်းလှပါတယ်။ နောက်ပြီးတော့ Palace of Hollywood House နားမှာပဲ Arthur C. Mee တောင်ရှိရပေါ့เนาะအိုင်ပေါ် hiking လုပ်လို့ရပါတယ်အဲအရန်မခတ်ပါဘူးမိနစ်30လောက်ပဲ hike လုပ်ရတာပေါ့เนาะစာရာသီဥတုကောင်းရင်သွားမလို့ပဲဒါမဲ့ညနေမှာမိုးရွာမယ်ဆိုတော့ကိုမျိုးရဲပြန်ပြီးတော့နေ့လယ်စာစာပြစ်ပါတယ် နိလေစာကတော့ဒီ Royal Miner ကိုပဲပြန်လာပြီးတော့ဒီ Edinburgh Castle နားမှာရှိတဲ့ North Kitchen ဆိုတဲ့ထိုင်းဆိုင်လေးဆိုင်မှာစားပြစ်ပါတယ်။ဒီထိုင်းဆိုင်လေးကလေကိုသဘောကျတာတခုကသူကအဲထိုင်းရတာထိထိမိမိရတယ်။ဒါပေမဲ့ portion တော့နည်းတယ်ဈေးနည်းနည်းလေးတော့များပါတယ်။ နေ့လယ်စာစပြီးွားတဲ့အချိန်မှာတော့ကိုအက်ဒင်ဘရာမြို့ထဲမှာပဲရှိတဲ့ Dean Village ဆိုတဲ့နေရာလေးကိုတော်လည်ပြပါတယ် ်ခုကကို Dean Village ဆိုတဲ့နေရာလေးကိုရောက်နေတာပေါ့နော်ဒီနေရာလေးက Edinburgh ရဲ့ Instagram နေကြားထဲမှာသူကအရန်နာမည်ကြီးရယ်အဲဟိုပုံမြင်လေးတဲ့ရောက်သွားပေါ့ချစ်စရာကောင်းတဲ့နေရာလေးပေါ့နော်လေဆရာအများကြီးတော့မရှိဘူးသူကအဲ့တနေရာလေးပဲလှတာပေါ့နော်အဲ့နေရာလေးမှာတပုံလာရတဲ့သူတွေရမ်းများတယ်အခုကမိုးတော့နည်းနည်းရွာနေပြီပေါ့နော်တပုံရိုက်လို့ရမရတော့တစ်ချက်ကြည့်လိုက်ပါဦးမယ်လက်ကြည့်ပေးပါအောင်ရှင် ဒီ Din Village လေးကဟိုးအရင်တော့ကတော့တို့က Industrial Village ပေါ့နော်ရေအားကိုအသုံးပြုပြီးတော့စက်မှုလုပ်ငန်းလေးတွေလုပ်တဲ့စက်မှုရွာလေးဖြစ်ခဲ့တာပေါ့နောက်ပြီးရဲ့အခါကျတော့အခု Din Village မှာမြင်ရတဲ့တချို့အဆောက်အုံတွေကနှစ်ပေါင်း800ကျော်ကြာနေပြီးတဲ့အခါကျတော့အဲ့ဒါတွေကိုတေချာထိမ့်သိမ်းထားတာဖြစ်တဲ့အတွက်ကြောင့်လည်းဒီနေရာကိုလာလေတဲ့ tourist တွေတအားများတာဖြစ်ပါတယ် ကိုရောက်သွားတဲ့ချိန်မှာမိုးလေးတွေကတော်တော်လေးဖွဲ့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 တောင်ကျလာပြီပေါ့နော်။ထီးဆောင်မဲ့အနေထားလောက်တောင်ရွာလာပြီပေါ့။ဒါမဲ့လေလာလေတဲ့သူတွေကတော့မရက်သေးပါဘူး။ကိုပြန်သွားတဲ့ချိန်မှာတူကားကြီးရောက်လာပြီးတော့တူကရုအကြီးရောက်လာပြီးတော့ပေါ့နော်။ဒီနားမှာအဲ history ရှင်းပြနေတဲ့သူတွေရောလာလေတဲ့သူတွေရောအဆက်မပြတ်ရှိနေတော့မှာပဲ။ မိုးတွေတအားရွာလာတဲ့ကိုလည်းမျိုးရဲပဲပြန်ပြီးချို့ဆူဗီနီယာဆိုင်လေးတွေကိုရှောက်ကြည့်ဖြစ်တယ်ပေါ့နော်ဒီ Edinburgh ရဲ့ဆူဗီနီယာ shop တွေမှာကိုအရန်သဘောကျတာပေါ့နော်ဒီ Highland Count ပေါ့နော်ဒီ Highland Park ကနွားဟိုပေါ်ပဲသူတို့ကလေပုံစံအမျိုးစုံလုပ်ထားတာအုတ်ထုတ်လေးတွေရှိတယ်ရင်းနှွေးအိတ်လေးတွေရှိတယ် တန်လိုက်လေးတွေရှိရဲပေါ့เนาะပြီးတော့ချစ်စရာကောင်းအယုတ်ကလေးတွေလည်းအများကြီးလုတ်ထားတယ်ပေါ့เนาะအဲအဲ့ဒါလေးတော့ကိုတော်တော်လေးသဘောကျပါတယ်တကယ် highland ကောင်းကလည်းအပြင်မှာတော့အလိုစပင်းဆုပ်ဖွားနဲ့ကြီးကန်ကန်ယုတ်ကလေးပေါ့เนาะအဲ့ဒါလေးကိုမြင်အောင်လဲဗီဒီယိုလေးမှာထပ်ပေးထားပါတယ် ညနေမှာတော့ဘောနော် Edinburgh မှာမိုးတွေတအားရွာတာနဲ့ကိုလည်းဘယ်မှတော့လို့ပြရတော့ရတဲ့သူနှစ်လိုက်အောင် Korean barbecue ပဲသွားစားခဲ့ပါတယ်ဒီဆိုင်လေးနာမည်ကလည်း Korean barbecue လို့ပဲ BBQ ပဲခေါ်တယ်ဗောနော်ဒီဆိုင်လေးကအထက်ဝင်လိုက်တော့ဘိုးတွေအများကြီးဆိုတော့လေ authentic မဖြစ်ဘူးလို့ကိုထင်ခဲ့တာဒါပေမဲ့ဒီဆိုင်ကလေအရန်ရန်စားကောင်းပါတယ်ကို highly recommend လုပ်ပါတယ်ကိုကတော့အကင်လဲစားခဲ့တယ်ပြီးတော့ kimchi fried rice ရဲ့ UK gen ဆိုတဲ့ဗောနော်အမဲသားဟင်းညိုအဆက်ကိုလည်းစားခဲ့တယ်အကုန်လုံးကတော်တော်လေး authentic လက်ကြ ပေါက်တဲ့အခါကျတော့ဒီဇိုင်းလေးကိုတော့ကို highly recommend လုပ်ပါတယ်ကိုရဲ့ Edinburgh floor လေးကတော့ဒီမှာပဲပြည်ဆုံးပါတယ်ကိုကဒီတစ်ခါက Edinburgh ကိုအေးအေးဆေးဆေးလာလေတာမဟုတ်ဘဲနဲ့ပေါ့နော်ရက်တိုတိုလေးအတွင်းမှာနေရာတွေအများကြီးရောက်ချင်တာအကြောင်းအယောင် back ဖြစ်နေတယ်ပေါ့နော်တကယ်တော့ Edinburgh မှာလေစရာတွေအများကြီးရှိပါသေးတယ် Edinburgh Museum, Edinburgh Zoo နဲ့ Highland Park တွေကိုလည်း day trip သွားလည်လို့ရသလို၃ရက်ကနေ၅ရက်ကြာတိုးတွေလည်း Edinburgh ကနေနေစဉ်ထွက်တာဖြစ်တဲ့အတွက်ကြောင့် Highland Park ကတောင်တန်းတွေကလည်းတအားလာတာမို့လို့ Edinburgh ကိုလာလေရင် Scotland ရဲ့တခြား Highland Park တွေကိုလည်းရောက်လည်တဲ့နယ်လို့ကိုကတော့ထင်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသက်ပါတော့မယ်။နောက်ထပ်ဗီဒီယိုတွေမှာကိုပင်နေရာတွေလျှောက်လည်လေဆိုတာကိုကြည့်ကြရင်တော့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ချနဲ့နော်။ဆုံးထိကြည့်ရှုပေးတဲ့သူတွေအားလုံးကိုလည်းထူးဝဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။တတား။